အားလုံးမင်္ဂလာပါခင်ဗျာ90 ticket soccer center ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကစားပဲ80ပွဲတွေဇုံအလိုက်ပင်ပွဲတွေအများကြီးပဲဗျာ2024-25ဘောလုံးရသည် international break နောက်ဆုံးနေ့ဗျာဒီနေ့ပြီးရင်ဒီကြားထဲမှာမလာကြရအောင်ရှိတော့ဘောလုံးပိုင်း10လပိုင်းလောက်မှာတို့တစ်ခေါက်ပြန်စတော့ကျွန်တော်ထုံးစံတိုင်းပဲဒီဗီဒီယိုမှာတော့ကျွန်တော်ဥရောပနဲ့တောင်အမေရိကကမ္ဘာဖလား80ပွဲပွဲစဉ်အချို့ကိုပြောပြမှာဖြစ်ပါတယ် ဖင်လန်နဲ့ပိုလန်တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်တနင်္လာ25မှာဖြစ်ပါတယ်ဒီပွဲဒီဒီနေ့မှာကျွန်တော်ရဲ့အကြိုက်ဆုံးပွဲဖြစ်ပါတယ်ဖင်လန်တင်းဒီကမ္ဘာအဆင့်69ပိုလန်ဒီကမ္ဘာအဆင့်34ဖြစ်ပြီးတော့အုပ်စုဂျီမှာဒုတိယနေရာကိုအပြိုင်ရမဲ့အသင်းတွေပါပိုလန်ဒီနှစ်ပွဲကစားပြီးချိန်မှာစုပေါင်း6မှတ်နဲ့အုပ်စုဘောဖင်လန်က3ပွဲကစား4မှတ်နဲ့ပိုလန်စီကအမှတ်ခွဲယူရမဲ့ပွဲဒီနှစ်သင်းရဲ့ဈေးကွက်ကွာဟမှုကို တိဖို့အတွက်ဒီနှစ်သိန်းလုံးအုပ်စုတွေမှာလစ်သွေးနီးယားမော်တာတို့နဲ့ကစားခဲ့တဲ့ပွဲတွေကိုနှိုင်းစင်ကြည့်အောင်ဗျာပိုလန်ဒီလစ်သွေးနီးယားနဲ့အိမ်ကွဲမှာကစားခဲ့ရတော့ဘော်ရီဂျစ်2.50ပေးခဲ့ပါတယ်ပြီးတော့မော်တာသွင်းနဲ့အိမ်ကွဲမှာသူထပ်ကစားရတယ်သူပေးခဲ့တဲ့ဘော်ရီဂျစ်က2.50ပဲအဲ့ဒီနှစ်ပွဲလုံးကိုပိုလန်သင်းတွေ2.50ဘော်ရီဂျစ်ကြီးပေးခဲ့တာအဲ့မှာဖင်လန်သင်းဟာအဝေးကွဲမှာအဲ့ဒီလစ်သွေးနီးယားနဲ့အဲ့ဒီမော်တာကိုအဝေးကွဲမှာသွားကစားရတော့အဲ့ဒီနှစ်ပွဲလုံးကိုတိုက်တိုက်ဆိုင်ဆိုင် ဖလန်တင်းကလည်းတရေနှုတ်90ပဲပေးခဲ့တာဆိုတော့ပိုလန်တင်းတီအိမ်ခွဲမှာ2ပေါင်း90ပေးတယ်အဝေးခွဲရောက်ရင်တက်အနှုတ်90ပေးရမယ်အဲ့တော့အဝေးခွဲမှာပိုလန်နဲ့ဖင်လန်ဈေးကွက်ကွာဟမှုတီ 1D ဖြစ်ပါတယ်အဲ့တော့ဒီဈေးကွက်တိုင်းတွက်ချက်မယ်ဆိုရင်ပိုလန်တီဖင်လန်ခွဲမှာသွားကစားတဲ့အခါသူပေးရမယ်ဘော်ဒီဂျေးတီ 1D ပြဒီဘက်မှာပေးထားတဲ့ဂျေးကိုကြည့်တဲ့အခါအဲ့ဒါပိုလန်တင်းကလည်းတရေအနှုတ်80နဲ့ဂိုးပေါင်းဂျေးကနှစ်အနှုတ်90ဆိုပြီးတော့ပေးထားတယ် ကျွန်တော်ကတော့ဆော့ဆော့ကရှောက်ဖွေတွစ်ချစ်ထားတဲ့အချက်လက်တိုင်းပဲ body မောင်းကျွန်တော် ancient finland သင် body ကြိုက်တယ်ကိုပေါင်းမှာနှစ်သိန်းပေါင်းသွင်းကိုရှိလာနိုင်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာတော့ကျွန်တော်ကိုပေါင်းအပေါ်ကိုကြိုက်တယ်နှစ်သိန်းပေါင်းသွင်းကိုအနည်းဆုံး2ဂိုးလောက်ဖြစ်သွားနိုင်တဲ့ပွဲလို့ကျွန်တော်ယူဆတယ်နောက်ထပ်တစ်ပွဲဒီ latvia နဲ့ albania တို့ကစားကြမဲ့ပွဲပြဒီပွဲမှာဧည့်သည် albania အသင်းကနေ1ပေါင်း85 body ကျင်းနဲ့ကိုပေါင်းကျင်းက 2d ဆိုပြီးတော့ပေးထားပါဒီပွဲမှာတော့ကျွန်တော် go out တကြောင်ပဲကြိုက်တယ် နောက်ထပ်တစ်ပွဲသည်네덜란드နဲ့မော်တာတို့ကစားကြမဲ့ပွဲဒီပွဲမှာအင်ရှင်네덜란드တင်းကနေ3အနှုတ်80ဘော်ရီဂျေးနဲ့ဂိုးပေါင်းဂျေးက4အနှုတ်15ဆိုပြီးတော့ပေးထားပါတယ်အဲ့တော့ဒီ네덜란드နဲ့မော်တာတို့ကစားကြမဲ့ပွဲမှာတော့ဂိုးအောက်တစ်ချောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲသည်ရိုမေးနီးယားနဲ့ Cyprus တို့ကစားကြမဲ့ပွဲဒီပွဲမှာရိုမေးနီးယားပေးထားတဲ့ဘော်ရီဂျေးက1အနှုတ်80နဲ့ဂိုးပေါင်းဂျေးက3အပေါင်း40ဖြစ်ပါတယ် ကျွန်တော်ဒီပွဲမှာတော့ဒီဘော်ဒီဂျေးမှာရိုမေးနီးယားအသင်းရဲ့ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့တခုတည်းတရားမှာကရိုမေးနီးယားအသင်းဘော်ဒီဂျေးဒီတနေကုန်ဖိုးပြောင်းတီပြောင်းပြောင်းနေတာဗျဒါပေမဲ့ဒီဘော်ဒီဂျေးဘလို့ပဲပြောင်းပြောင်းပွဲကစားကနီးတဲ့အချိန်မြန်မာစံတော်ချိန်စင်နာဂျီလောက်မှာရိုမေးနီးယားအသင်းရဲ့ဘော်ဒီဂျေးဒီတစ်အနှုတ်100ကျေးဝင် ရိုးကိုပဲရှစ်ခံပြီးပေးထားမယ်ဆိုရင်ရိုမေးနီးယားအသင်းဘော်ဒီပဲကျွန်တော်ကြိုက်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တစ်အနှုတ်90ကျေးဝင်ရိုးကိုရှစ်ခံပြီးတော့တစ်အနှုတ်60 90စသည်အားဖြင့်ပေးလာပြီဆိုရင်တော့ Cyprus အသင်းရဲ့ဘော်ဒီကိုပဲကျွန်တော်ကြိုက်တယ်လက်ရှိအချိန်မှာတစ်နှုတ်တရာကျင်းဝင်ရိုးနဲ့ဖွင့်ပေးထားတာမလို့ရူမေးနီးယားကြိုက်တယ်နောက်ထပ်တစ်ပွဲကဆာဗီယာနဲ့အန်ဒိုရာတို့ကစားကြမယ်ပွဲဒီပွဲမှာအရှင်ဆာဗီယာအသင်းကနေ3အပေါင်း80နဲ့ဂိုးပေါင်းကြီးက3အနှုတ်15ဆိုပြီးတော့ပေးထားတယ်ဒီပွဲမှာတော့ကျွန်တော်အောက်ကိုဇုံလိုက်ကြိုက်ပါတယ်ဗျအန်ဒိုရာအသင်းဘော်ဒီကြိုက်တယ်ဂိုးအောက်ကြိုက်ပါ နောက်ထပ်တပွဲဒီဥရုဂွေးနဲ့ဗင်နီဇွဲလာတို့ကစားကြမယ်ပွဲတောင်အမေရိကတိုက်စုံ၈စစ်ပွဲဒီပွဲမှာအရှင်ဥရုဂွေးကနေတဲ့အနှုတ်20နဲ့ကိုပေါင်းကြီးကနေ့အနှုတ်30ဆိုပြီးတော့ပေးထားပါတယ်ဒီပွဲမှာဗင်နီဇွဲလာအသင်းဘော်ဒီကျွန်တော်ကြိုက်ပါတယ်ကိုပေါင်းမှာ6အောက်ပဲကြိုက်ပါတယ်ဗျအာဂျင်တီးနားနဲ့ကိုလံဘီယာကစားမယ်ပွဲမှာအာဂျင်တီးနားအသင်းကနေ1ပေါင်း30ဘော်ဒီကြီးနဲ့ကိုပေါင်းကြီးကနေ့အနှုတ်30ဆိုပြီးတော့ပေးထားပါတယ် ကျွန်တော်ဒီပွဲမှာတော့ကိုလံဘီယာအသင်းပေါ်တွေကြိုက်တယ်ဗျအာဂျင်တီးနားတီပြီးခဲ့တဲ့ချီလီနဲ့ပွဲပါတဲ့ကဘော်ဒီဂျေးကြတော့မဲ့အရေးရောင်လက္ခဏာတွေကျွန်တော်တွေ့နေရဆိုတော့ဒီပွဲတွေနိုင်ဆုံးကိုလံဘီယာတို့တရေလောက်တော့ကစားနိုင်မယ်လို့ကျွန်တော်ယူဆတယ်ကိုလံဘီယာအသင်းပေါ်တွေကြိုက်တယ်နောက်ထပ်တစ်ပွဲတွေဒီနေ့ရဲ့ဒုတိယမြောက်ကြိုက်ဆုံးပွဲဘရာဇီးနဲ့ပါရာဂွေးတို့ကစားကြတော့မဲ့ပွဲဘာကြောင့်ဒီပွဲကိုကျွန်တော်ကြိုက်တာလဲဆိုတော့ကျွန်တော်မှာချက်လက်ရှိတယ်ပြီးခဲ့တဲ့ အန်စလော့တီရဲ့ပထမဆုံးပွဲမှာတည်းကဘရာဇီးကိုကျွန်တော်တို့စောင့်ကြည့်ခဲ့တာအဲ့ဒီတည်းကကျွန်တော်တို့စွန့်ဖက်ချက်ချခဲ့ပြီးသားဒီဘရာဇီးရဲ့ဒုတိယပွဲတည်းကျွန်တော်တို့စောင့်ပြီးတွေ့ရမယ့်ပွဲဆိုပြီးတော့ကျွန်တော်တို့ရွေးထားတာဒီပွဲမှာဘရာဇီးပေးထားတဲ့ဘော်ဒီဂျေးတည်ကျွန်တော်တို့လုံးဝမကြိုက်တဲ့ဘော်ဒီဂျေးတက်အနှုတ်40နဲ့ဂိုးပေါင်းဂျေးက1အနှုတ်65ဆိုပြီးတော့ပေးလာတယ်ဒါပေမဲ့ဒီဘော်ဒီဂျေးကိုကျွန်တော်တို့မနေ့ညကတည်းကကျွန်တော်တို့စောင့်ကြည့်ခဲ့ပြီးပြီဘရာဇီးကိုစောင့်ကြည့်ခဲ့တာတော့မဟုတ်ဘူးဘယ်လ်ဂျီယံနဲ့ ဝေးစတိုကစားကြမဲ့ပွဲမှာဘယ်ဂျန်တင်းဒီမှတ်လိုအပ်ချက်ကြည့်တယ်ကိုလိုအပ်ချက်ရှိတယ်အဲ့တော့ဘော်ဒီချစ်မကြိုက်ပေမဲ့ဘယ်ဂျန်တင်းကိုဒီနေ့ကျမှတော့ရွေးချယ်တင်တယ်ဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ခဲ့တယ်ကျွန်တော်ကတော့အဲ့ဒီပွဲမှာကျွန်တော်ဂိုးပေါ်ကိုရွေးခဲ့တာဆိုတော့ဒီညမှာဘရာဇီးနဲ့ပါရာဂွေးပွဲမှာပေးထားတဲ့ဂိုးပေါင်းကြီးတည်နှစ်အနုတ်65ဆိုတဲ့ဂိုးပေါင်းကြီးပြတကယ်တော့အခုဘရာဇီးပွဲမှာဖွင့်ပေးထားတဲ့ဘော်ဒီဂျေးတွေဒီတက်နှုတ်30တော့တက်နှုတ်40တက်နှုတ်50တက်နှုတ်65စသဖြင့်အဲ့ဒီဘော်ဒီဂျေးတွေအောက်အသင်းက ဂိုးသွင်းလက်ရှိပြီးတော့2-1ဆိုတဲ့ result မျိုးနဲ့ပြီးလက်ရှိပေမဲ့ဒီနေ့ပွဲမှာပေးထားတဲ့ဂိုးပေါင်းချက်ကနှစ်အနှုတ်90ဝင်ရိုးနဲ့ပေးထားတဲ့အတွက်ဒီပွဲဟာ1-0ဒါမှမဟုတ်2-0ထက်မပိုဘူးလို့ကျွန်တော်ယူဆတယ်။ဘရာဇီးအသင်းဘော်ဒီကြိုက်တယ်2-0ဆိုတဲ့ရလဒ်ကိုကျွန်တော်ကြိုက်တယ်ဂိုးအောက်ကိုပါကျွန်တော်ကြိုက်ပါတယ်ဗျာ။ Sorry လိုက်ကြည့်ပေးကြရတဲ့တယောက်ချင်းစီအတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။